ပရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာကရှင်တိုင်းသားကိုခံပညာသောတိုက်ခိုက်ဖိုက်တာကြီးအောင်လန်းအန်ဆန်းကသူ့စီကိုအချင်းထောင်ထဲမှာရောက်ရှိနေတဲ့ဖိုးတော်ကသူ့နောက်ဆုံးပွဲမထိုးခင်မှာဆလာတဆောင်ပေးဖို့ခဲ့တယ်ဆိုတဲ့အကြောင်းဒီနေ့မှာပို့စည်းသားလွင့်နေပြီးတော့အတိပေးလာခဲ့ပါတယ်ခင်ဗျာဟုတ်ကဲ့ဖိုးတော်ဟာ2020နဲ့တခုနှစ်ပြည့်စင်ကြီးနောက်ပိုင်းမှာလက်လုံပုံပြုလုပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့အချင်းထောင်ထဲကိုရောက်ရှိနေတာဖြစ်ပါတယ် သူ့ကိုဘလို့ထားရှိတယ်ဘလို့ပြစ်ဒဏ်ရှာထားတယ်ဆိုတာကိုတော့ကျွန်တော်တို့မသိရှိရသေးဘူးပေါ့လေဟုတ်ကဲ့ဟုတ်တော့ဟာဝမ်ချန်ပီယံရှစ်မှာထင်ပေါ်ခဲ့တဲ့ဖိုင်တာတယောက်ဖြစ်ပါတယ်သူဟာအသက်30အရွယ်ကိုရောက်မှဝမ်ချန်ပီယံရှစ်ကိုဝင်ရောက်လာခဲ့တာပါဒါပေမဲ့ရလက်ကောင်းတွေအများကြီးရောက်နိုင်ခဲ့တယ်အဲ့မတိုင်ခင်မြန်မာလောကကြီးမှာထိုးထုံးကလည်းသူဟာနာမည်ကောင်းတစ်ခုရရှိခဲ့တဲ့ဖိုင်တာတယောက်ဖြစ်ပါတယ်ခင်ဗျာ ပရိဒါဘတ်မှာဆိုလဲအရင်ပဲဆက်ရထပ်တံပါတယ်သူအနေနဲ့ဒင်းပီတီဆိုတဲ့အဖွဲ့ကိုဖွဲ့စည်းပြီးတော့မျိုးဆက်တဲ့လူငယ်တွေကို MMA ပညာတွေအခမဲ့လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်ပြီးတော့မြစ်တာလူငယ်အဖွဲ့ကိုပူးတဲ့တီထောင်တယ်သိလူတမ်းမှုအပါဝင်အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာဘိုးတော်ကတက်တက်ကြွကြွပါဝင်ဆောင်ရွက်ခဲ့ပါတယ်ခမညဟုတ်ကဲ့အခုဆိုရင်အောင်လာအဆန်းကသူ့စီကိုဖိုးတော်ရေးသားပေးဖို့လိုက်တဲ့စာလေးနဲ့တူသူနဲ့ဖိုးတော်တို့ ်တရသည့်အတူထိုင်စားနေတဲ့ဓာတ်ပုံလေးကိုတွင့်တင်ပြီးတော့ပို့စလေးတစ်ခုအခုလိုရေးသားထားပါရခင်ဗျာဖို့တော်ကကျွန်တော်ပွဲမတိုင်ခင်ရက်နှဲငယ်လို့မှအားပေးစားတစောင်းရေးသားပေးဖို့ခဲ့ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်မင်းကိုလည်းသတိရပါတယ်တနေ့နေ့မှာငါတို့ပြန်ဆောင်ပြီးတရသည့်တွေအတူတူစားကြရအောင်ပါပါဆိုတာကအွန်လိုင်းအဆန်းရေးသားလွှင့်နေထားတဲ့စာသားလေးပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အွန်လိုင်းအဆန်းဟာလည်းအခုဆိုရင်သူ့အနေနဲ့ next chapter လို့ပြောရမယ်ဘဝရဲ့လမ်းကြောင်းတစ်ခုကိုအစပြုနေဖြစ်ပါတယ်သူဟာ Fedex ရှင်ကနေထုတ်လုပ်တဲ့အားကစားသုံးဆောင်ပစ္စည်းတွေကို American ပြောင်စု California ပြည်နယ်မှာအဓိကခံပြူရောင်းချသူဖြစ်ရည်တည်ကျင်လည်သောအဖြစ်ပါတယ်ပြီးတော့တစ်ဖက်မှာဆိုရင်သူကကိုပိုင်ဂျင်ဖွင့်လှစ်တည်ဆောင်ထားပြီးလည်းဖြစ်ပါတယ်ခင်ဗျအဲ့ဂျင်မှာမျိုးဆက်တဲ့ကစားသမားတွေကိုသူကလက်ကျင့်ပညာပေးဖို့ပြင်ဆင်နေပြီးလည်းဖြစ်ပါတယ်အွန်လိုင်းအဆန်းအနေနဲ့အစအစအရာရာအောင်မြင်ပါစေလို့ ီနေရာကနေဆူတောင်းပေးလိုက်ပါရခင်ဗျာတ िश ူအားပေးတဲ့ပြည်သက်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ